ဆက်ပေးပါမယ်။ဖြာပုံထောင်မနိုင်ငံရေးကျင်းသားတွေညင်ပန်းပြိနှိပ်ခံနေရပြီးငွေကြေးအတင်းကျပ်ဖြစ်အားပင်ချင်းချောက်တောင်းခံမှုတွေဖြစ်ပွားနေ။အရာဝတီတိုင်းဖြာပုံထောင်မနိုင်ငံရေးကျင်းသားတွေညင်ပန်းပြိနှိပ်ခံနေရပြီးငွေကြေးအတင်းကျပ်ဖြစ်အားပင်ချင်းချောက်တောင်းခံမှုတွေဖြစ်ပွားနေကြောင်းမြန်မာနိုင်ငံလုံးဆိုင်နိုင်ငံရေးကျင်းသားများကိုရမှာဗဟုအဥစ္စာကော်မတီဝင်ကိုတိုင်ထွန်းကပြောပါတယ်။ ။အရာဝတီတိုင်းတွင်းမှာရှိတဲ့ဖြာပုံစင်ထောင်မှာထောင်အာနာပိုင်တွေကနိုင်ငံရေးကျင်းသားတွေပါဝင်ကျင်းသားတွေကိုဖိနှိပ်မှုနဲ့လက်စားမှုတွေလှုပ်ဆောင်ခဲ့ပြီးအတင်းထောင်တန်စီထောင်ခေါ်အခန်းလူကြီးတွေကစောင့်ရှောက်ခြင်းဥတုံးတော်ပြီးကျင်းသားတောင်းလေငွေကျပ်သုံးသိန်းကနေ၈သိန်းထိတရားဝင်ရောက်ပိုင်ခွင့်ကိုပြောဆိုတောင်းခံနေကြောင်းဖျားပုံကျင်းထောင်မှာနိုင်ငံကျင်းသားတွေပါဝင်တခြားကျင်းသားတွေကိုအချုပ်တင်အကြတဲ့စတင်ရောက်ရှိလာသည်နှင့်ထောင်မှုအောင်ဆန်းလင်းတဲ့အရာရှိတွေကတိုက်ရိုက်ပြောရတော့လကောင်းကျင်းသားတန်းစီဖြစ်တဲ့အခန်းလူကြီးရဲ့မှာတဆင့်စောင့်ရှောက်ခြင်းဥတုံနှုတ်ရတော့လကောင်းငွေများတောင် တောင်းခံနေကြောင်းသိရတယ်။ရင်းပြင်ငွေချင်းမပေးနိုင်တဲ့ကျွန်းသားတွေကိုအကန့်လူကြီးနဲ့စီကံထိန်တွေကတစင်းနည်းမျိုးစုံနဲ့ငွေညစ်ချင်းတွေကိုစေခိုင်းဆောင်ရခြင်းဖြင့်အကျဉ်းထောင်ရခြင်းကဆဲဆိုအော်ဟစ်တောင်းကျင်ခြင်းအကျဉ်းသားတွေကကိုထီလဲရောက်ရိုင်းနှက်ခြင်းတွေကိုမကြာခဏကျွလွန်လျက်ရှိတော့လေ။ထောင်ပိုင်းဇော်ထုံးနဲ့ထောင်မူအန်ဆန်လင်းတို့ကလည်းမိတို့မှအေးအေးယူဆခြင်းမရှိကြောင်းသိရပါတယ်။အာနာသိန်းကာလာကြာမြင့်လာတဲ့များအကျဉ်းထောင်တွင်မှထောင်အာနာပိုင်းတွေရဲ့လောက်ပိုင်းခွင့်တွေကပုံပုံပြီးရလာတယ်။ထို့သဖြင့်အထက်က အကြံပတ်စစ်ကောင်းဆောင်တွေကိုတိုင်းကအောက်ခြေမှာရှင်ဝန်ထမ်းတွေကိုဝန်ထမ်းဖြစ်ရပြီဆိုပြီးနောက်ွယ်ကနေပံ့ပိုးအပြေးမှုတွေရှိနေဆွဲသဘောတရားကိုလည်းတွေ့ရတယ်ဒါကြောင့်ထောင်တွင်းမှာနိုင်ငံရေးကျင်းသားအပအဝင်ကျင်းသားတွေရဲ့ချွေးနှဲစာနဲ့သူတို့ရဲ့လောက်အားတွေကိုအသုံးပြုပြီးမှလက်ရှိမှာထောင်အနာပိုင်းတွေကသူတို့ရဲ့ငွေကြေးရရှိရေးလက်စာမှုဖြစ်စဉ်တွေပုံများလာရလို့ကျွန်တော်တို့ကသုံးသပ်ပါတယ်။ဒါပြင်နိုင်ငံရေးကျင်းသားတွေကိုအချင်းဦးစီးဝန်ထမ်းတွေကနှိပ်စက်တယ်ဆိုတဲ့ရှုထောင့်ထက်ကျင်းသားချင်းချင်းပြဿနာဖြစ်တယ်ဆိုတဲ့သဘောတရားဘက်ကိုပို့ပြီးတော့တွေ့ရတယ်။တခုခုဆိုရင်ဒါကကျင်းသားချင်းချင်းဖြစ်တဲ့ပြဿနာဆိုပြီးရောချရဖြစ်စဉ်မျိုးအများကြီးတွေ့ရတယ်။ ခြပုံကျင်းထောင်တွင်တန်စီအခန်းလူကြီးတွေကလည်း၎င်းတို့စိတ်မကြည်လျင်မကြည်သလိုကျင်းသားတွေပေါ်နိုင်တဲ့စီနေပြုလုပ်ခြင်းပိုကြခြင်းနဲ့ထိုးကျိတ်ရိုက်နှက်ခြင်းနဲ့စိတ်ကြိုက်လုပ်ပိုင်ခွင့်ကိုထောင်အာဏာပိုင်တွေကအပြည့်အဝပေးထားကြောင်းသိရပါတယ်အကျဉ်းသားတွေကိုဖိနှိပ်ခြင်းလုံဆောင်တဲ့ဖျားပုံကျင်းထောင်ရှိအခန်းလူကြီးများထဲမှာမတိမ်မှုနဲ့ထောင်ဆယ်နှစ်ကြာခံရတဲ့ရေအောင်၁၉နှစ်ကာကြီးနဲ့ထောင်ဆယ်နှစ်ကြာခံရတဲ့အောင်သူတို့ကအဆုံးဆုံးဖြစ်ပြီးခေါင်းစဉ်မြို့မြို့တဲ့အလှူငွေကောက်ခံခြင်းအနိုင်ကျင့်ပူဇော်ခြင်းတွေကိုတရားဝင်ခွင့်ပြုမရတာတကယ်လို့ပြစ်မှုလျက်ရှိအောင်သိရပါဗျာ။ ဆက်လက်ပြီးမြောက်ရီမင်းလက်ပံမှာ KNU နဲ့ဆက်တဲ့တိုက်ပွဲဖြစ်ပြီးနောက် TKB ရဲ့ကြားဖြတ်လုံရုံတွေကို KNU ကဝင်ရောက်စီးနေ TKB ရဲ့တပ်ဖွဲ့ဝင်230ဦးလက်နက်ချပြီးကြားဖြတ်ရုံတွေမှာလူ2000ကျော်ကျုံတောင်းထောင် KNU ကကြားဖြတ်တိုက်ဖြတ်ရေးနိုင်ငံတကာကိုအရေးပေါ်အကူအညီတောင်းခင်းပြင်းနဲ့ထိုင်မြင့်မှာနယ်စပ်မြောက်ရီမြို့နဲ့မင်းလက်ပံကျောင်းမှာ KNU နဲ့ဆက်တဲ့ကြားတိုက်ပွဲဖြစ်ပြီးနောက် TKB ကလုံခြုံယူထားတဲ့ကြားဖြတ်လုံရုံတွေကို KNU ကဝင်ရောက်စီးနေခဲ့ကြောင်း KNU ကတရားဝင်သတင်းထုတ်ပြန်ပါတယ်နိုဝင်ဘာလ27ရက်နေ့မြောက်ရီမြို့နဲ့မင်းလက်ပံကျောင်းမှာ KNU နဲ့ဆက်တဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းစစ်တပ်ဘက်ကပြောအမူနိုင်တဲ့ဦးဆောင်တဲ့တပ်တွေနဲ့ DKBA ကဆိုင်းကျော်လှဦးဆောင်တဲ့ပူပေါင်းတပ်တွေကမင်းလက်ပံရှိ KNU တက်စကန်တွေကိုထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ကြောင်းတိုက်ပွဲဖြစ်ပွားပြန်တော့ DKBA စကန်ကို KNU ကသိမ်းပိုက်နိုင်ခဲ့ပြီး DKBA တပ်ဖွဲ့ဝင်130ကျော်လက်နက်ချခဲ့ကြောင်းသိရပါတယ်။ရှင်းတော့ DKBA တပ်တွေတပ်ဆွဲထားတဲ့ထက်ထက်သောလုံခြုံရေးစီမံနေတဲ့ကြီးမားတဲ့ဂိတ်တွေပါရှင်လုံခြုံရေးစင်မြင်တဲ့ခြံဝင်းတကူကိုသိမ်းပိုက်ရရှိပြီးလူရပေါင်းများစွာကိုတရားဝင် ချုံနောင်ထားတဲ့ကြားဖြတ်လုပ်ရုံကိုတွေ့ရှိခဲ့ကြောင်းဆိုရယ် KNU ဒုတိယဥက္ကဋ္ဌနဲ့ကြီးကြံကောင်းဆောင်နေဦးဆောင်တဲ့အဆင့်မြင့်ကော်မတီကမြေပြင်ဖွဲ့နဲ့အနီးကကြီးကြပ်ကိုခဲ့ပြီးစီမံမှုတွေဆိုင်နေကြောင်းနိုဝင်ဘာလ23ရက်နေ့မနက်9:00နာရီချိန်အဖွဲ့ဝင်10ဦးပါ KNU မြေပြင်အကဲဖြတ်ဖွဲ့က KNU လုံခြုံရေးတပ်ဖွဲ့တွေရဲ့အဆောက်အအုံနဲ့ DKB ရဲ့ကြားဖြတ်ခြံဝင်တွေကိုဝင်ရောက်ခဲ့ကြောင်းအဆိုပါအဖွဲ့ကကြားဖြတ်ရုံတွေမှာပြိမိနေသူတွေကိုခွဲခြားသိရှင်းတတ်တေကန်ထောက်ထားရေးစုဆောင်ခြင်းတတ်တေကန်နေထိုင်မှထွက်ဆိုချက်တွေရယူခြင်းနဲ့လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းစဉ်တွေအတွက်လိုအပ်တဲ့စာရေးစာရေးနဲ့စုစည်းခြင်းတို့လုပ်ဆောင်နေကြောင်းသိရပါဗျာ။ နိုဝင်ဘာလ23ရက်နေ့ပထမနေ့မှာကြားဖြန့်ချန်ဝင်တွင်ကွန်ကရစ်အဆောင်20ခန်းကိုတွေ့ရပြီး၎င်းတို့နဲ့နှစ်ခုကရုံးဆောင်တွေဖြစ်ကကွန်ပျူတာနဲ့ IT ပစ္စည်းတွေနဲ့လိမ်လည်မှုလုပ်ငန်းတွေလုပ်ကိုင်ခဲ့ကြောင်းချန်ဝင်တွင်လူ2000ခန်းကိုခြုံနှောင်ထားကြောင်းပထမနေ့မှာနိုင်ငံပေါင်း7နိုင်ငံမှလူပေါင်း396ဦးကိုတည်ပြုနိုင်ခဲ့ပြီးကွန်ပျူတာနဲ့မိုဘိုင်းဖုန်းတွေကိုသိမ်းဆည်းကစုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်ခဲ့ကြောင်းရဲစား၄ပေခန့်ရှိတဲ့တန်တစ်တာကြီးများစွာကိုတွင်ရှိရပြီး၎င်းတို့နဲ့အများစုမှာတောက်ခတ်ထားကြောင်းကြားဖြန့်ရုံတွင်တွင်ရှိရတဲ့ထိုင်းနိုင်ငံသား28ဦးကိုလည်းလျှောက်ပြေးခဲ့ကြောင်းသိရတယ်။ နိုဝင်ဘာ24ရက်နေ့ဒုတိယနေ့မှာကန်တွေကမြေပြင်ဖွဲ့မှအဖွဲ့23ထပ်မံအားဖြင့်ပြီးတော့လူများအဆောင်နဲ့ပိုင်ဆိုင်မှုနဲ့စားစားတဲ့နေကိုဆင်ဆင်ခြင်းနဲ့လုပ်ငန်းကိုရှင်မြင်ခဲ့ကြောင်းလူ345ကိုမြေသူမြေဝဖြစ်ကြောင်းတည်ပြုနိုင်ခဲ့ပြီးကွန်ပျူတာနဲ့မိုဘိုင်းဖုန်းတွေကိုနောက်ထပ်စုံစမ်းစစ်ဆေးရန်အတွက်တင်ဆက်ခဲ့ကြောင်းထိုင်းနိုင်ငံသား36ကိုထိုင်းအာဏာပိုင်နေတဲ့လှည့်ပြောင်းပေးခဲ့ကြောင်းမြန်မာ Future Star Company Limited 2016ခုနှစ်ဩဂုတ်လနေ့မှာမှတ်ပုံတင်ထားတဲ့ကုမ္ပဏီအချက်အလက်ဆိုင်ဆိုင်အကျိုးလည်းတင်ဆက်ရရှိခဲ့ကြောင်းသိရတယ်။ အခန်းကျယ်ဝင်လျားနဲ့အနံ၄ပင်နဲ့၆ပင်ရှိပြောထိုင်စရာထိုင်ကုန်တခုနဲ့ပေါင်းနေတဲ့လက်ဝက်စမ်းကျယ်နေရာများစွာကိုလည်းတွေ့ရှိရပြီးညပန်းနှိမ့်ဆန်အုံတဲ့အခန်းတွေဖြစ်နိုင်ခြင်းရှိကြောင်းသိချတိကျရေးရဲစုံစမ်းစစ်ဆေးမှုတွေရေးတကြည်လိုအပ်နေကြောင်းစာပြေလုံးသမားချုပ်မှာလက်နက်တွေကင်ဆောင်ထားကြောင်းတွဲဆောင်မေးမြန်းမှုတွေရတချို့သောတန်ရရှိသူတွေကခြံဝင်းတွင်စီမံခန့်ခွဲသူတွေဖြစ်ကြပြီးထွက်ပြေးခွင့်ပြုရန် KNU ဖွဲ့ဝင်တွေကိုလက်ထိုးရန်ကြိုးပမ်းခဲ့ကြောင်းသိရပါတယ်။ KNU ကစာပြေလေးလဲမှုလုပ်ငန်းတွေကိုဖြည့်ရှင်းရအတွက်ခိုင်မာပေါင်းစပ်တာနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလိုအပ်နေကြောင်း ကန်တို့ကကြောက်ဖြန့်ချံဝင်တွင်ကြန့်ရှိနေသူတွေကိုဆက်လက်ဖော်ထုတ်ပြီးရွေးချယ်စုံစမ်းစစ်ဆေးမှုနဲ့ဆက်လက်လှုံ့ဆော်မှုဖြစ်တော့လဲထိရောက်တဲ့စုံစမ်းစစ်ဆေးမှုနဲ့တက်တေထောက်ထားစုဆောင်ခြင်းကကန်တို့ရဲ့စမ်းစာရေးအတွက်ကြုံလွန်နေကြောင်းကန်တို့ကပြောတယ်။ကန်တို့နေဖြစ်မိမိအုပ်ချုပ်နယ်မြေမှာဥပဒေစိုးမိုးရေးကိုထိန်းသိမ်းရနိုင်တဲ့ဖြတ်ကျော်ရာဇဝတ်ကွန်ရက်တွေကိုတိုက်ဖြန့်ပြည်ပခတန်ခိုင်အသူတွေကိုကာကွယ်ရတဲ့နေဆက်တချောက်လောက်ကိုင်းတဲ့နိုင်ငံတကာရာဇဝတ်ကွန်ရက်တွေတက်တောင်းယူမှုကိုတေချာစေရန်အတွက်ထိုင်းဆွေးရနဲ့တခြားသက်ဆိုင်ရာအာဏာပိုင်နဲ့ဖွဲ့စည်းရတဲ့ဤကဆောပူပေါင်းဆောင်ရွက်ရှိကြောင်းသိရပါတယ်။ ဆက်လက်ပြီးရန်ကုန်မြို့လယ်ကောင်ရှိကြောက်တရာရေစကန်ကိုလက်ပြပုံပြစ်သွင်းတိုက်ခိုက်မှုရေစကန်ရှိရှိကင်းတဲ့အနေကြောင့်ပေါင်ကွဲရန်ကုန်မြို့လယ်ကောင်မှာရှိကြောက်တရာရေစကန်ကိုလက်ပြပုံနေနဲ့ပြစ်ခတ်တိုက်ခိုက်ရာရေစကန်ရှိရှိကင်းတဲ့အနေကြောင့်ပေါင်ကွဲခဲ့ကြောင်း Operation Flame တရင်နဲ့ပြန်ကြိုက်တောင်းရှိသူကပြောတဲ့နိုဝင်ဘာလ25ရက်နေ့မနက်အစောပိုင်းတနအိခန့်ကရန်ကုန်မြို့ကြောက်တရာမြို့နယ်စူလီဖျားလမ်းမပေါ်ရှိကြောက်တရာရေစကန်ကိုမြို့ပြပြောင်ကြားတဖွင့်နေကလက်ပြပုံနှလုံးနဲ့ပြစ်ပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်ရာရေစကန်ရှိကင်းတဲ့အနေကြောင့်ပေါင်ကွဲခဲ့ပါတယ် ရင်းရဲစခန်းကဂျပန်စစ်တပ်အတူရောင်ရွေးကောက်ပွဲဥပပေါင်းပါဝင်ကလုံဆောင်လျက်ရှိရပြင်ပြီးပြည်သူတွေကိုနှီးမြှုပ်ဆောင်တဲ့မတရားဖန်ဆီးနှိမ့်ဆက်တဲ့စခန်းတစ်ခုဖြစ်ကြောင်းထို့ကြောင့် Operation Flame Fire Power အထူးဆက်ဆင်ပြစ်မှတ်ဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိပေးတယ်။အဆိုပါဆစ်စင်ကို Operation Flame နဲ့အတူနောက်ပိုင်းခံပြည်သူကာကွယ်ဖွဲ့ကြီးမနိုင်မျိုးနဲ့ပြည်သူကာကွယ်ဖွဲ့နဲ့ လာတာမြေနယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပူးပေါင်းလုံဆောင်ခဲ့တယ်။ Operation Flame နေဖြင့်ဂျာဖတ်စစ်ကောင်စီကပြုလုပ်ဖော်ဆောင်မဲ့အတူရောက်ရွေးကောက်ပွဲကိုလုံးဝလက်ခံသွားမှာမဟုတ်ဘဲရန်ကုန်တော်လိုင်းမာမေးအလုံးနဲ့ဒူလက်တွင်ပြီးဂျာဖတ်စစ်တပ်ကိုရှင်မြင့်တိုက်ခိုက်ချေမှုန်းတော်မူဖြစ်ကြောင်းထုတ်ပြန်နေ။ဆလဘီစစ်တပ်အနာသိန်းလေးနှစ်ကျော်တွင်ရဲသားနေတသိန်းကျော်မီရှုဖြည့်စင်ခံရရာစစ်တပ်အနာသိန်းလေးနှစ်ကျော်ကာလအတွင်းမှာရဲသားနေပေါင်းတသိန်းတသောင်းကျော်မီရှုဖြည့်စင်ခံခဲ့ရကြောင်းဒေတာဖော်မြန်မာဖွဲ့ကတရင်ထောက်ပြန်ပါတယ်2021မေလ1ရက်ကနေ2025မေလ31ရက်ထိ ဆရာနာသိန်းနဲ့၄နှစ်ကျော် ကာလအတွင်းမှာမီရှို့ဖြတ်စင်းမှုတွေကြောင့်အရက်သားနေပေါင်းသတင်းသတောင်6698လုံးဖြက်စီဆုံးရှုံးခဲ့ရလို့ data form မြန်မာအဖွဲ့ကနိုဝင်ဘာ23ရက်နေ့ကထုတ်ပြန်ထားပါတယ်။အဲ့ဒီနေ့နဲ့မှာစစ်ကောင်စီတန်းနဲ့လောက်ခံအဖွဲ့စီရဲ့မိရှုဖြက်စီမှုတွေကြောင့်ရက်သားနေပေါင်းသတင်းသတောင်3054လုံးဖြက်စီဆုံးရှုံးခဲ့ပြီးရခိုင်ပြည်နယ်ဘူးတီတောင်မြို့နယ်မှာ2024မေလအတွင်းကဖြက်စီ မိရှုခံခဲ့ရရက်သားပြည်သူနေမှောင်3840အတွက်ကျူးလွန်တဲ့အဖွဲ့အစည်းကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ data form မြန်မာတိုင်းဖွဲ့ကသတိပေးပါတယ်။ဒီနှစ်2025ဖေဖော်ဝါရီကနေမေလအတွင်းတိုင်းနယ်ပြည်နယ်73ခုကနေကျေးရွာပေါင်း85ရွာကရက်သားနေမှောင်3682လုံးမိရှုဖြက်စီးခံရပြီးမကွေးတိုင်းနယ်ကစလင်းရေစကြုံနဲ့မြိုင်မြို့နယ်စကိုင်းတိုင်းနယ်ကစကိုင်းဝက်လက်ရွှေဘိုချောင်းနဲ့ကံဘလူမန်လေးတိုင်းကမြင်းချန်နဲ့ငန်းစုံတို့မှာပြည့်စည်ဆုံးရှုံးမှုများပြားခဲ့လို့ data form မြန်မာဖွဲ့ကထပ်မံအသိပေးပါတယ်။ ။လက်ရှိနိုဝင်ဘာဒုတိယလပတ်အတွင်းမှာလည်းစကိုင်းတိုင်းနဲ့ကဝက်လက်မြွနယ်ကမ်ဘလုခေုံနဲ့ရေဦးမြွနယ်တွေကမကွေးတိုင်းနဲ့ကမြိုင်နဲ့ပေါင်မြွနယ်တနင်္သာရီတိုင်းတရားချောင်းမြို့နယ်မန္တလေးတိုင်းတာနာမြို့နယ်မှာစစ်ကောင်စီတပ်ကဆက်ကြောင်းထုတ်အနေနဲ့ကိုမိရှုခဲ့ပါတယ်။တနင်္သာရီတိုင်းတရားချောင်းမြို့နယ်ဟာမင်းတပ်ရွာဟာနိုဝင်ဘာလ23ရက်ကမိရှုဖြန့်စည်းခံရတာဖြစ်ပြီးနေ90ကျော်ဖြန့်စည်းခဲ့ပါတယ်။နိုဝင်ဘာ24ရက်မှာလည်းပေါင်မြို့နယ်ကြောင်းမဲတောင်ကြားကိုစစ်ကောင်စီစစ်ကြောင်းကမိရှုလိုနေ15လုံးဖြန့်စည်းခဲ့ကြအောင်ပေါင်မြို့နယ်လူသားစာနာဌာနကထုတ်ပြန်တယ်။ ကြောင်မဲတောင်ကျင်းအားပါဝင်ကျေးရဆက်တရားမှာလူရီ၄တောင်ကျော်အားစောနဲ့ဒီလင်းမျိုးနယ်တွေမှာကာလရှိနေရဆုံးကစစ်ပင်းရှောင်းနေရတာလေလာကျော်နေပြီဖြစ်ပြီးစစ်ပင်းရှောင်းနေတဲ့ယာယီတဲတဲ့စာနယ်ရိတ်ခဆောင်းချင်းတောင်တွေများစွာလွတ်နေလို့ပေါ့မြွနယ်လူသားစာနာကသတိပေးထားပါတယ်ဆရာဘီဆောင်မြို့ပေါ်ရက်ွက်တင်တဲ့ခီးတဲ့တင်ကားတွေကိုစစ်တပ်ကအတင်းကျပ်စစ်ဆင်ပြီးလူငယ်ဆက်ရှင်ဦးကိုပေါ်တာဆွဲဖန်စီ ငွေတက်နိုင်သူလူငတ်တောင်းလျငွေတက်သိန်း100ကျော်နဲ့ရွေယူအောင်မကွေးတိုင်းချောင်းမြို့တပေါ်ရက်ွက်တင်းနဲ့ခီးတဲ့တင်ကားတွေကိုဂျက်ဖတ်စစ်တကဝင်ရောက်ဆင်ဆင်ပြီးလူငတ်ဆက်ရှယ်ကိုပေါ်တာဆွဲဖန်စီသွားကြောင်းဖန်စီကန်လူငတ်ရဲ့မိသားစုဝင်တွေဒေသပြည်သူတွေကပြောပါတယ်နိုဝင်ဘာလ20ကနေ25ရက်ထိချောင်းမြို့ပေါ်ရက်ွက်တိခီးတဲ့တင်ကားတွေနဲ့ခီးတဲ့တင်ကားတွေကိုအကြက်ဖက်စစ်တပ်ကဝင်ရောက်ဆက်ဆဲကလူငယ်18ဦးထက်မနည်းကိုပေါ်တောင်ဆက်ဖန်စီခဲ့ကြောင်း ထို့ပေါ်တာဆက်ဖန်းစီကံလူငယ်တွေက19နှစ်ကနေ24နှစ်အရွယ်တွေဖြစ်ပြီးလက်ရှိချိန်မှာပေါ်တာဆက်ဖန်းစီတဲ့လူငယ်ဆက်ရှင်ဦးကိုစားမြုပ်ပေါ်ရှင်မြို့မှာရဲစခန်းမှာဖန်းစီထားကြောင်းသိရှိရပါတယ်။အလားတူရှင်မလာလီရဲ့နေကလည်းချောင်းမြုပ်ပေါ်ရှိကိုရီးယားဘာသာစကားသင်တန်းကျောင်းကိုဂျန်ဖက်စစ်တပ်ကဝင်ရောက်စီးနှင်ခဲ့ခြင်းဖြစ်ပြီးအသက်၂၀ရွယ်လူငယ်မျိုးတော်ဆက်တုံးကိုပေါ်တန်ဆက်ဖန်စီခေါ်ဆောင်သွားပါတယ်။အဂျန်ဖက်စစ်တပ်ကလောင်မင်းဒီဇင်မလာမှာစစ်မှုရေးပတ်စင်၂၀ဖွင့်လှစ်မိဖြစ်ကြောင်းလည်းသိရှိရပါတယ်။နားဆင်အားပေးကြတဲ့အတွက်တို့ပင်ကျေးဇူးတင်ရှိပါတယ်ရှင်။